အမဘီတဲ့ဂိုးဖို့တွင်းနိုင်ခဲ့ပြီမယ်ဘာလို့ယောခရက်ဥရောပရွှေဘနက်စုမရခဲ့တာလဲအလုံးမင်းမင်္ဂလာပါပြီးခဲ့တဲ့ရာသီရဲ့ဥရောပရွှေဘနက်စုကိုလေကလေးအမ်ဘဘီကယောခရက်ကိုကြောဖြတ်ပြီးစုခိုးရရှိခဲ့ပါတယ်ဟာလောမက်ထရစ်တော့အမ်ဘဘီအနေနဲ့လာလီကာမှာ34ဝေကစား32ဂိုးတွင်းနိုင်ခဲ့ပြီးပြန်ပွဲဆုံးတွင်းကောအဖြစ်42ဂိုးတိတွင်းယူနိုင်ခဲ့ပါတယ်အမ်ဘဘီအနေနဲ့ဥရောပရွှေဘနက်စုကိုရရှိခဲ့ပြီးဟာလောမက်ထရစ်တင်းသမိုင်းမှာပထမဦးဆုံးရာသီပါတယ်ဂိုးများဆုံးတွင်းနိုင်တဲ့ကစားသမားဖြစ်စံချေပါတင်နိုင်ခဲ့ပါတယ် တဲ့ဘက်မှာ Yogres ကတော့ Mbappe ထက်ပြည်တွင်းလေတင်ကိုပိုများပြီးမြွှေပနန်းစုကိုမရရှိခဲ့ပါဘူး Yogres ဟာ Portuguese ပြည်တွင်းလေမှာ39ကိုယ်သွင်းနိုင်ခဲ့ပြီး Sporting Lisbon ကို Champion ဖြစ်အောင်သွင်းကိုယ်တွေနဲ့ကူညီပေးခဲ့ပါတယ်ဒါပေမဲ့လည်း Yogres ဟာ Mbappe ထက်ဂိုးသွင်းနိုင်ခဲ့ပြီးမြွှေပနန်းစုကိုတော့မရခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဥရောပဘောလုံးဖွဲ့ချုပ်ရဲ့လီစင်တက်မှတ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ဥရောပရွှေပနက်စုရဲ့တွဲချက်ပုံကဥရောပထိပ်သီးလီ၅လီဖြစ်တဲ့ပရီးမီးယားလီ၊ဇီရီအေ၊လာလီဂါ၊ဘွန်ဒက်စလီဂါနဲ့လီဂူဝန်တို့ကကစားသမားတွေရဲ့အတွင်းကိုကိုတော့နှိမ့်နှက်မြောက်ပါတယ်။ ဥရောပထိပ်သီးလေး၅လိပြင်ပအဆင့်၆ကလည်း၂၀နှစ်ထိလိတွေကိုတော့ဒသမ၅နဲ့မြောက်ပြီးအဆင့်၂၀နှစ်အောက်ကလိတွေကတွင်းကိုကိုတော့တင်းနဲ့မြောက်တာဖြစ်ပါတယ်။ဒါကြောင့်မဥရောပထိပ်သီးလေး၅လိကကစားသမားတွေသာရွှေပြည်နယ်စုရောက်ဖို့ပုံမလဲကိုရာဖြစ်ပြီးထိပ်သီးလေး၅လိပြင်ပကကစားသမားတွေကတော့မဖြစ်နိုင်တဲ့ပမာဏအထိကိုတွင်းနိုင်မှသာဒီစုကိုမျှော်မှန်းနိုင်မှာပါ။ ယောဂရက်စ်နေနဲ့ဥရောပဒေသကြီး၅လီပြင်ပလီဖြစ်တဲ့ပေါ်တူဂီလီမှာကစားနေရမှုသူ့ရဲ့သွင်းကိုးတွေကများပေမဲ့တန်ဘိုအားဖြင့်တော့အမ်ဘာဘီထက်နှိမ့်ကျနေရဖြစ်ပါတယ်။အမ်ဘာဘီဟာ32ဂိုးသွင်းနိုင်ပြီးနှင်းနေမြောက်ခွင့်ရတာကြောင့်အမှန်အားဖြင့်60နံပါတ်ရပါတယ်။ယောဂရက်စ်ကတော့သူ့ရဲ့သွင်းကို39ဂိုးကို1.5နဲ့ပဲမြောက်ခံရတာကြောင့်58.5မှတ်ပဲရပြီးအမ်ဘာဘီတက်3.5မှတ်ရောက်ခဲ့ပါတယ်။ဒါကြောင့်မယောဂရက်စ်နေနဲ့အမ်ဘာဘီတက်ဂိုးဖို့သွင်းထားနိုင်ပေမဲ့ရှင်ပန်းစုကိုမရခဲ့တာပါ။ ဥရောပရွှေဘက်နက်စုရဲ့စူပွေးဝဲသမိုင်းမှာရွှေဘက်နက်စုကိုပထမဆုံးချင်စုကူးနိုင်ခဲ့တဲ့ကစားသမားကပေါ်တူဂီကနဝင်းဥကစီဘီယိုပါဒီစုကိုစံချိန်တွေများဆုံးစုကူးထားနိုင်တဲ့ကစားသမားကလီယိုနယ်မက်ဆီဖြစ်ပါတယ်မက်ဆီက6ချိန်တိစုကူးထားနိုင်ပြီးအားလုံးကိုဘာစီလိုနာမှာကစားရေးနဲ့ရခဲ့တာပါမက်ဆီကဒီစုကို3ချိန်ဆက်စုကူးနိုင်တဲ့တူဦးတီတော်ကစားသမားဖြစ်တယ်လို့ဒင်းကိုပေါင်း90နဲ့ရယူနိုင်ခဲ့တဲ့တူဦးတီတော်ကစားသမားဖြစ်ပါတယ်ခရစ်စတီယာနိုရော်နယ်ဒိုကတော့ဒုတိယအများဆုံးကစားသမားဖြစ်ပြီး၄ချိန်တိရထားတာပါ ရနေဒိုနေနဲ့မတူညီတဲ့လိနှစ်ခုကနေဒီစုကိုရယူပူးတဲ့ကစားသမားဖြစ်လေမှတ်တမ်းဝင်ချပါတယ်ကလပ်တင်းနေနဲ့ရရှိမှုအများဆုံးကဘာစီလိုနာဖြစ်ပြီးမတူညီတဲ့ကစားသမား၃ဦးနဲ့ရှေ့ချိန်တည်းရထားတာပါဒုတိယအများဆုံးကတော့ရီယယ်မက်ထရစ်ဖြစ်ပြီးမတူညီတဲ့ကစားသမား၃ဦးနဲ့၄၅ချိန်ရထားပါတယ်ဘိုင်ယန်မြူနစ်ကတတိယအများဆုံးဖြစ်ပြီးမတူညီတဲ့ကစားသမား၂ဦးနဲ့၄ချိန်ရထားပါတယ်လိအနေနဲ့ကတော့လာလီဂါကအများဆုံးဖြစ်ပြီးမတူညီတဲ့ကစားသမား၈ဦးနဲ့၁၆ချိန်တည်းရထားတာပါပရီးမီယာလီဂါကတော့ဒုတိယအများဆုံးဖြစ်ပြီးမတူညီတဲ့ကစားသမား၆ဦးနဲ့၇ချိန်ရထားတာဖြစ်ပါတယ်အဆုံးနှစ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်